မင်းကဘာလို့ကျင်တာလဲငါဘာလို့ကျင်တာလဲဟုတ်လားအေးမင်းတော့လေဖြည့်ရတာပေါ့ငါလို့ကျင်တာသူခန္ဓာကိုယ်နဆိုးစကားကြောင့်အာလုံးထိမ့်နေသွားကြတယ်တုပ်ပေါ်ကဘာမင်းမင်းကငါခန္ဓာကိုယ်လို့ကျင်နေဟုတ်လားဘာဘာလို့လဲတုပ်ပေါ်တယောက်သူ့မိနဲ့တူမင်္ဂလာဆောင်တစ်ခုသွားဖို့အတွက် မှန်ရှိမှပေးများနေခဲ့တယ်။အဲ့ဒီအချိန်ဘောင်းမီစစ်တပ်တော်ပိုက်ထွက်နေရတဲ့စစ်ကတတော်နဲ့တက်မြအောင်ဖြစ်နေပြန်တာပါ။အာဘောင်းဘောင်းမီကမတော်တော့ဘူးပဲတော်တော့ကိုကြက်နေရ။အဲ့ဒီအချိန်သူကရင်ပေါ်မှာသူ့မျက်နှာနဲ့လူတစ်ယောက်ထိုင်နေအောင်တွေ့လိုက်ရတယ်။တုပ်ပေါ်လဲလမ်းဖြန်သွားတယ်။အမလေးပြ။ဟဲ့ဘသူကြီးလဲ။ဘသူပြရမှာလဲငါကမင်းမော်ကွမင်းကိုပြောစရာရှိလို့မင်းခန္ဓာကိုယ်ရေကနေထွက်လာတာ ုံပေါ်လေဒီစကားကြတော့စက်သိန်းနေထသွားတယ်ဘလို့ဘလို့မင်းကငါခန္ဓာကိုယ်ထဲမှာနေတာပေါ့အမလီလေးကြောက်စရာကောင်းလိုက်တာငါခန္ဓာကိုယ်ထဲမှာငါနဲ့ရုပ်တူရဲ့လူတယောက်နေတယ်တဲ့ဟဲ့အောင်မင်းဘာဒီပေါက်ကရရှောက်ပြောနေရလဲမင်းနဲ့ငါတယောက်တည်းပဲထားပါမင်းကိုရှင်းပြလဲနားလည်မှာမဟုတ်ဘူးမင်းကိုပြောစရာရှိရပဲပြောတော့မယ်ဒါနဲ့နှက်ဆိုလေသူပြောစရာရှိရပြောတော့တယ်မင်းကငါကြည့်နေရကြာပြီ ိန်ကျင်လိုက်တာလဲမင်းပဲစားရလဲမင်းပဲမင်းဒီလိုပုံစံနဲ့ဘလို့ပိန်မာလေးကွာနောက်ပြီးတော့မင်းဒီတိုင်းပဲတသက်လုံးနေသွားမှာလားအခုဆိုကြည့်အောင်မင်းဘောင်းမီအောင်မတော်တော့အေးနောက်တစ်ခါကြာလိမင်းပစိုးအောင်တော်တော့မှမဟုတ်ဘူးသိရလားတုပ်ပေါ်လဲနဆိုးရဲ့စကားတွေကြောင်းဒေါသတွေထွက်လာတယ်ဟဲ့မင်းကအဲ့လိုပြောစရာမလိုဘူးကွာငါငါဝိတ်လျှော့နေတာရေမင်းမသိရင်မပြောနဲ့နောက်ပြီးမင်းရောဘာထူးလို့လဲငါလိုဝါတာပဲဟာ ဒီစကားကြတော့နှဆုံးကရေးလိုက်တယ်။အဲ့ဒါမင်းကြောင့်မောကွာမင်းကြောင့်ငါဝနေတာ။အေးမင်းခုလည်းမင်္ဂလာဆောင်မှာသွားစားအောင်ပါမလား။စားစားမင်းကြည့်နေ။မင်းဒီလိုသာသွားရင်လေနောက်တလနေပစိုးပါတော့မှမဟုတ်တော့ဘူး။အဲ့လိုပြောနေတော့အပြင်ဘက်ကနေတုပ်ပေါ်မိကတကားလာကောင်းတယ်။ဒါတုပ်ပေါ်မပြီးသေးဘူးလား။သွားကြရအောင်လေတိုင်။ဟုတ်မေပြီးပြီဗျ။ ตาปะซู้เปียงဝင်နေလို့ဟမ်သူ့အမေကိုပြန်ဖြည့်ပြီးกระดิ่งကိုပြန်လဲနတ်ဆိုးလေးပြောက်သွားတယ်ဟမ်ဘယ်ရောက်သွားတာပါလဲဟာသူ့ဟာသူဘယ်ရောက်ပေါ့ဘာကောင်းမှလည်းမသိဘူးအယုံလာစားနေတာဒီလိုနေ့တုတ်ပေါ်တယောက်နတ်ဆိုးကိုမိထားလိုက်တယ်အိမ်နောက်တော့ပะซู้ပြောင်းဝင်ပြီးသူ့အမေနဲ့သူမင်္ဂလာဆောင်ရောက်လာတယ်အဲ့ဒီမှာပဲသူတို့သမီးရဲ့မိကတုတ်ပေါ်နဲ့သူ့အမေကိုတွေ့တော့ဟဲ့နှွဲ့ လာလာဒီမှာထိုင်နောက်ကျလိုက်တာပဲမလာတော့ဘူးတော့ထင်းနေတာဒါနဲ့တုပ်ပေါ်နဲ့သူ့အမီလေးထိုင်ကောင်မှဝင်ထိုင်လိုက်ကြတယ်လာမှာပေါ့ရှင်အိမ်မလေးသားတော်မောင်ကရှုစမုံထုတ်နေရနေကြားနေတာတုပ်ပေါ်အမီအဲ့လိုပြောလိုက်တော့သရိုးသမီးအမီကဩဒါနှွက်ရဲ့သားတုပ်ပေါ်ဆိုတာလားတားလီကချစ်စရာလေးပဲဝါဝကိတ်ကိတ်လေးနဲ့ခိုးဝယုံလေးနဲ့တူနေအဲ့လိုပြောပြီးတုပ်ပေါ်ရဲ့ဖောင်ကိတ်နေရဲ့ပေါင်းညှက်လိုက်တယ် တော်ပေါ်လေးနာတာနဲ့မျက်နှာကြီးမဲ့ရွယ်သွားတော့တယ်။ဒါကိုသူတို့သမီးမိကမသိဘူး။ကျမမလေးတားတယောက်ရှိတယ်။တားကလေပိန်လုံးတော့စားဖို့ကိုမြင်တတိပေးပေးနေရတာ။နှွေးကတော့ကန်ကောင်းတာပဲ။တားလေးကချစ်ဖို့လေကောင်းဝါတုံလေးဆိုတော့တော်ပေါ်လေးသူ့ကိုဝါတုံလေးလို့ပြောနေတဲ့အတွက်စိတ်ထဲမှာနည်းနည်းမဝင်မကြဖြစ်သွားတယ်။အဲ့ဒီအချိန်သူတို့သမီးမိကနှွေးမင်းသားကိုခဏထားခဲ့လို့ရတယ်မလား။ တို့တွေကျောင်းတော့တငယ်ချင်းနေစုပြီးဓာတ်ပုံရှိုက်မလို့လေအဲ့ဒါမင်းကိုစောင့်နေကြတာလာသွားရအောင်အဲ့ဒါနဲ့တုပ်ပေါ်မီလေတုပ်ပေါ်ကိုထိုင်ထိုင်ချပြီးလိုက်သွားတယ်တုပ်ပေါ်နေမင်္ဂလာဆောင်မှာကျွေးတဲ့ဓမ္မကိုစာရင်းနဲ့စောင့်နေခဲ့တာပါအဲ့ဒီရဲ့ချင်းတုပ်ပေါ်ပြီးကလွတ်နေတဲ့နေရာမှာနှစ်ဆိုးကဝါးကနေပေါ်လာတယ်ဟျောင်းမင်းကဘလို့ပြပြမမှတ်တာပဲအခုလည်းကြည့်အောင်ဒီအစီအစိမ့်နေများတဲ့ဓမ္မကိုစားနေမြန်ပြီ မင်းတော့သွားပြီဒေသက်ဝိတ်ကြဖို့ဝေးပြီမေအဲ့လိုပြောနေတော့သူ့ဘောရဲ့နောက်ထပ်တစ်ဖက်ပြီးကိုသူနဲ့ရုပ်တူတဲ့နောက်ထပ်နှစ်တကောင်ပေါ်လာပြန်နေအိမ်နဲ့ကတော့နှကောင်းဖြစ်နေရပါဟဲ့အောင်နတ်စိုးမိမဆက်ကိုပိတ်လိုက်စမ်းကွာသူကခလေးမရှိသေးလေကွာဒီချိန်မှာသူစားတာဘာမှဖြစ်ဘူးမင်းကသာမင်းဝိတ်ကြခြင်းနေရနဲ့သူ့ဘောဖြက်စီးနေရဖြက်စီးရမေကွာဖြက်စီးရမေသူဝိတ်ရှော့မှာငါဝိတ်ကြမှာလीမဟုတ်ရင်ငါနဲ့တည်းကြမှာ စကန်နှိမ်ခံရတယ်ကွမင်းကဘသူကနှိမ်လို့လဲမင်းကဘသူကမှမနှိမ်ဘူးနော်အပေါ်ဒီမပြောစမ်းနဲ့ကွာဒလုံနဲ့နတ်ဆိုးနဲ့နှကောင်းသားမှထိုင်နေတဲ့တုပ်ပေါ်တယောက်ခေါင်းနေရှုပ်လာတယ်တော်ပါတော့တော်ကြတော့မင်းတို့ကဘာရင်လဲဘသူတွေလဲဘာဖြစ်တော်ကြတော့ကွာငါခေါင်းနေရှုပ်လာပြီဟဲ့အောင်တုပ်ပေါ်ငါမင်းကောင်းမှုအတွက်ပြောနေတာမင်းကိုခုနကသရိုးသမီးမိပါညစ်တာတယ် ဟိုအားယုံနေတူတယ်ပြောတာလေဝတ်တုံနေရတွေကချစ်လို့ပြောတယ်ထင်းနေလားမဟုတ်ဘူးနော်အဲ့ဒါကိုမင်းတီတောင်းကိုပြောတာအဲ့လိုပြောပြီးနှစ်ယောက်သားပြန်ပြောက်သွားကြတယ်အိမ်နောက်တော့တော်ပေါ်တယောက်လီလီနက်နက်ထားပြီးတော့စဉ်းစားနေရပါဟုတ်တယ်ငါသာပါမဖောင်းခဲ့ရင်ငါသာအနာခံပြီးညှစ်ခံရမှာမဟုတ်ဘူးဟိုအားယုံနေတူတယ်ဆိုတာလေငါ့ကိုနှိမ်တာပဲဒါရီကငါဝါလို့ပဲငါဝိတ်လျှော့ရမယ်တော်ပေါ်လည်းအဲ့လိုတွေးပြီးတော့ ရှေ့ကဓမ္မပကံကိုမျက်နှာလဲလို့ထိုင်နေလိုက်တော့တယ်။ခဏနေတော့တုပ်ပေါ်မီဓပုံရှရကပြင်းရောက်လာတယ်။ဟေးတပြီးပြီလား။အမေအပြင်လေးตาသုံးပကံလောက်တွေ့နေပြီထင်တာ။ဒါနဲ့တုပ်ပေါ်လေးစိတ်တို့သွားတယ်။အမေကလေးตาကိုအလကားရှာတိုင်းစားရတယ်လို့ထင်နေရလားဗျ။တုပ်ပေါ်စကားကြောင့်သူ့မီလည်းအံ့ဩသွားတယ်။အမလီမဟုတ်ပါဘူးငါသားရဲ့။အမေကကို့တောင်ကိုထင်စီရလား။ဒါဆိုလေตาရင်သွားနေတော့မယ်။ တော့ဘောလဲအဲ့လိုပြောပြီးတော့မင်္ဂလာဆောင်ကနေပြန်လာခဲ့ပြီးဖိုတူရိုစီကိုတန်းထွက်လာခဲ့တယ်။ဖိုတူရိုစီရောက်တော့လူဆုံနေရနဲ့တော့ဘောလဲသူဝေးချရမယ်ဆိုတဲ့အကြောင်းပြောလိုက်တယ်။ဖိုတူရိုကတော့ကြားနေကြစကားလို့ဖြစ်နေရဆိုတော့ဟမ်အော်အေးအချာချမောကွာမင်းရလေ။ဒါမဲ့တော့ဘောကအဲ့လိုမဟုတ်ဘဲအတီးပေါင်းနဲ့တက်ပြောတယ်။ငါတကယ်ဝေးချရမှာနော်။နောက်နေရမဟုတ်ဘူး။အချာလို့ မင်းကိုမချနဲ့လို့ပြောလို့လားချချအေးပြီးရောဒါဆိုငါသွားပြီသူပြောချင်တာပြောပြီးထွက်သွားတာနဲ့မင်းဝိုင်းမကဟဲ့ဒါပဲလားနေရဒါလာပြောတာလားသူဘုံကတော့ဘာမှမပြောတော့ပဲထွက်သွားတယ်သူ့ကြည်ရတာဒီနေ့ဖြူဆက်နေတယ်လို့ပဲတကယ်များချတော့မလားမသိဘူးနော်ဟာဒါကိုငပိန်ကရှင်းလိုက်ကြည့်မင်းဝိုင်းရင်နေရလေအခုတည်းအထာမပေါက်သေးဘူးလား ။ဒါလို့ပြောပြီးဘယ်နည်းအများခံလို့လဲ။အများဆုံးကတပတ်ပဲစောင့်ကြည့်မိ။ဒါနဲ့လေတုပ်ဘောကတော့အိမ်ရောက်ကလေးကစပြီးတော့ပြင်းထန်တဲ့လေးချိန်ခံနေလုံနေကြတော့တယ်။ဒါကိုဘေးကနေနတ်ဆိုးနဲ့နှကောင်းကကြည့်နေပြီးနတ်ဆိုးကဟင်အောင်လှုပ်တာလှုပ်တာဒါမှလေမင်းချစ်လိုက်ပြီးတော့နှာမရခန္ဓာကိုယ်လေးရမှာကွ။ဒီချိန်ကလောက်တာတော့ကောင်းပါလေ။ဒါပေမဲ့နာနာပြီးမှလုံတော့တော့ပေါ့။ပြင်မရင်ခဏလာကြာလား။ဟမ် ။ဒါမှမဟုတ်တိုးပေါ်ကတော့မနာပဲဇာတ်တိုင်လုံနေခဲ့တာပါ။အဲ့ဒီမှာပဲမင်္ဂလာဆောင်ကနေတိုးပေါ်မိပြန်ရောက်လာတယ်။အမေငါသားကလေးချိန်ခံနေလုံနေပါလား။ကောင်းနေကောင်းနေလှုပ်လှုပ်။မြင်လားမင်းအမေကိုယ်တိုင်ရအောင်လေ။မင်းဝိတ်ကြဖို့မျှော်လင့်နေတာကွ။တကယ်ဆိုမင်းတို့တနာတယ်တို့ခင်ဗျာမင်းစားကြင်တာစားဖို့အတွက်ထောက်ပေးခဲ့ရတဲ့ငွေမနေဘူးကွာနတ်ဆိုးရဲ့စကားတွေက ပုပ်ပေါ်ပေါ်ဒီပီပီနဲ့ထိရောက်လာပြီး၎င်းစကားတွေကတော့ဒီပီပီနဲ့အဝေးကိုရောက်ရောက်သွားတယ်တရက်မှာတော့ဖိုတူတို့တတိပုပ်ပေါ်ကိုတနည်းအားကနေမှန်မလူးနဲ့ချောင်းချီနေခဲ့ကြတယ်ဒီကောင်တကယ်ကြီးကိုလေ့ကျင့်ငယ်လုပ်နေရပြီဖိုတူအဲ့လိုပြောလိုက်တော့မိဝိုင်းကဟဲ့ငါ့ကိုလည်းမှန်မလူးပေးစမ်းမအောင်ငါလေးကြည့်ချင်လို့ဟာဒါနဲ့ဖိုတူက လက်တရမှန်ဘလူးကိုမိဝိုင်းကိုပေးလိုက်တယ်။မိဝိုင်းလေးကြည့်ပြီးတော့အေးဟာဟုတ်တယ်။ဘလို့ဖြစ်ပြီးတော့သူတလောက်ထိစိတ်တက်ပြင်းပြသွားတာပါလေ။ဟဲ့ဟဲ့ဘေး။ငါနေကိုအဲ့ဒီကြောင်မပြောဘူးလား။အရင်တပတ်တုန်းကတကယ်ပြောသွားတာနေမှာပါလို့။ဟမ်။စောင့်ကြည့်ပါအောင်ကငါမှဒီကောင်ကိုစမ်းသက်လို့ရမယ်နည်းရှိတယ်။ငါစမ်းပြမှာနင်တို့ကြည့်နေ။ငပိန်လေးပြောပြဆူဆူနေဖုန်းနံပါတ်အသစ်တစ်ခုနဲ့တော့ဘောင်းကိုဆက်လိုက်တယ်။ တပတ်မှနေလေးကျင်ရန်လုံနေရေတုတ်ပေါ်ဟာဟာဘေးကဖုန်းလည်းမသိဘူးဟယ်လိုဟုတ်ကဲ့ပြောပါတပတ်ကနေငပိန်ကအတန်ပြက်ပြီးပြောနေခဲ့တယ်ဟုတ်ကဲ့ညီလေးတော့ဝင်လာမသိဘူးနော်ညီလေးနဲ့မင်းနဲ့အကိုတို့မုတ်ဆပ်ပရိုင်းပေါင်လေးတခုရတာလို့ပါအဲ့ဒါဘယ်ဝင်လာပို့ရမလဲတော်ပေါ်လေးမုတ်ဆူတဲ့အတန်ကြတော့စားညင်စေးတွေပေါ်လာတယ်ဒါပေမဲ့ သူမုံစားမဲ့ကြံတိုင်းပေါ်လာတဲ့နှစိုးတွေးမိသွားပြီးတော့တွန့်သွားတယ်။မဖြစ်သေးဘူး။ဒီကောင်ကငါအစာစားနေပေါ်ပေါ်လာတာ။ပေါ်လာရင်လည်းငါ့ကိုဝေးချဖို့ကြည်ပြောနေတာ။အဲ့ဒါကြီးနားမထောင်နိုင်။တော်ပြီတော်ပြီမယူတော့ဘူးပဲပြောလိုက်တော့မယ်။သူမုံလည်းအဲ့လိုတွေးလိုက်ပြီးတော့ဟိုကျွန်တော်မယူတော့ဘူးနော်။ဟိုကျွန်တော်ငွေချင်းလေးစားပေးလိုက်မယ်ဗျ။အဲ့ဟိုသားတော့ပို့လိုက်ပါဗျ။အိမ်တော်တော့ဖိုးတူရဲ့အိမ်လေးစာပြောပြီးဖုန်းကိုချသွားတယ်။တပတ်မှတော့မိဝိုင်းက ဘာလဲလေဘာလဲလေသူမယူတော့ဘူးဆိုပြီးငါ့ကိုဖိုးထုတ်လိုက်စာကြီးပေးသွားတယ်ဟာအဲ့ဒီကိုတော့ပို့လိုက်တော့တဲ့ငပိန်လေသူကြားရတော့သူမယုံနိုင်မဖြစ်နေဒီကောင်တကယ်ကြီးပြောင်းလဲသွားပြီမေအဲ့အကြောင်းငါနေပြောသွားပြီတကယ်ပါလို့ဆိုနေကမှမယုံတာမဖြစ်နိုင်လားတော်ဘောတယ်လို့ပြောင်းလဲဖို့ဆိုတာနောက်ွယ်မှာအကြောင်းရင်းတခုတော့ရှိရမယ်အဲ့ဒါကိုဖိုးထုတ်ရအောင်မနေ့ပြန်ကြသူ့အိမ်ကိုသွားမယ်ကွာ တညမှာတော့တော့ဘောတယောက်မျက်စိပည့်ရတန်းလင်းနေအိမ်မြင်ဘက်ကိုရောက်လာခဲ့တယ်။ဒေါင်နတ်ဆိုးကမြင်လိုက်တော့ဟဲ့အိမ်မနေနဲ့မျက်လုံးဖွင့်မျက်လုံးလေးချိန်ကလုံးရပါမယ်ဆိုမိမပိတ်ခြင်းမလားဟမ်အဲ့ဒီရဲ့ချင်းကိုရင်ကနေနှာခေါင်းထွက်လာပြန်နေဟဲ့မင်းလုံလုံးနေပြီနော်သူကများတဏီကုန်းနဲ့လေးချိန်ကလှုပ်ထားတာညလီတော့နားပါစီကွာလာတော့ဘောငါနဲ့အတူပြန်အိမ်မယ်ဒီကောင်လှုပ်ချင်ရင်တယောက်တည်းလှုပ်နေပါစီ ိုင်းမဲနတ်ဆိုးကမရှာပြီမရဘူးမင်းတို့သွားလို့မရဘူးတော့ဘောလေးချင်ကလောက်ရမယ်မင်းအချင်းမင်းမမင်းသွားရင်ငါတို့စေတနာနဲ့လှုပ်ပြီးနေအောင်မင်းဖြတ်လို့ပြစီလာမလို့စမ်းနေကွာဘာစေတနာနဲ့လဲအေးမင်းစေတနာမှန်ရင်တော့နီးလမ်းမှားနေခုကလူအိတ်ချိန်ကွာဒလုံးနဲ့နတ်ဆိုးနဲ့နှကောင်တယောက်တစ်ပေါက်ပြောနေကြတယ်ဒီစားနေရနေပဲပြမန်းနေတဲ့တော့ဘောကတော့အိပ်ပြောသွားခဲ့တယ် ီတော့မှနတ်ဆူလင်းဟာဒီကောင်အိပ်ပျော်သွားပြီဟဲ့အောင်ထထဒါကိုနတ်ကောင်းကဝင်တားလိုက်တယ်ဟဲ့အောင်မနှိုးနဲ့ဘယ်လိုနည်းရံပြစ်နေရကမနှက်ရောက်မှန်းမသိရောက်သွားတော့တယ်အဲ့ဒီမှာပဲမနှက်စောစောဖိုးထူးတို့တတူသဘောစီကိုရောက်လာကြတယ်သဘောရေသဘောသဘောအဲ့ဒီရဲ့ချင်း ။ညကြီးပေါ်အိမ်နေတဲ့တုပ်ပုံးကိုမြင်လိုက်တော့လန့်သွားကြတယ်။ဟာဒီကောင်တုပ်ပုံး။ဘက်နေညကြီးပေါ်အိမ်နေရလေဟ။ဟင်းထထတုပ်ပုံးထလို့။အိမ်တော်မှာတုပ်ပုံးလေးထလာတယ်။ဟမ်ဖိုးတို့ပါလား။မင်းတို့မလို့လုပ်ပြီးတော့ငါ့အိမ်ငန်းလေးကိုရောက်နေကြရလေ။ဟာဘာအိမ်ငန်းလေးကွာတေချာလေးကြည့်အောင်။မင်းဘယ်ရောက်နေလဲဆိုတာ။အဲ့တော့မှတုပ်ပေါ်လေးသူမြေကြီးပေါ်လှဲနေအောင်တိသွားတယ်။ဟာဟုတ်ပါ ငါမြေကြီးပေါ်ရောက်နေရမယ်။ဟိုဒါကြောင့်မင်းညာအိတ်တော်အေးနေရမယ်လို့တွေးမိနေတာ။ငါတို့အခန်းထဲသွားပြီးပြောရအောင်ဟာ။ချင်းနီးမက်ကြီးမှစကားပြောရတာမကောင်း။ဒါနဲ့သူတို့တတွေတဘောကန်းစီကိုထွက်လာခဲ့ကြတယ်။အခန်းထဲရောက်တော့ဖိုးတူအောင်ဘလို့ဖြစ်တာလဲကွာတဘော။မင်းကဘလို့လုပ်ပြီးတော့မြေကြီးပေါ်မှာအိတ်ပျော်နေရလဲ။ဒါနဲ့တဘောကမင်းရဖြစ်ဖြစ်ကိုပြန်ပြောပြလိုက်တယ်။တဘောစီကစကားအကြားပြီးမှဖိုးတူအောင် ဟမ်နတ်ဆိုးနတ်ကောင်ဟုတ်လားအဲ့ဒါမှမိုင်လေမင်းပြောတာကိုငါတို့တော့နားမလည်ဘူးကွာဟမ်မင်းတို့စီမှာအဲ့လိုမပေါ်ဘူးလားကွာမပေါ်ပါဘူးငါတို့မကြောက်ဘူးနော်မြင်လည်းမမြင်ဘူးငံပိန်နဲ့မြဝိုင်းကလေဖိုးတူပြောတာမှန်တယ်လို့ပြောကြရင်အဲ့ဒီတော့မှတုတ်ပေါ်လေဟာမဒါဆိုမဟုတ်တော့ဘူးဝေတကုတ်ကတော့လွဲနေပြီငါတို့ကိုမြင်ရတာကတော့တကယ်မင်းတို့ကကြာအဲ့လိုမရှိဘူးဆိုတော့ဘာလုပ်လဲ အဲ့ဒီအချိန်ပေါ်တူကမင်းလိုက်တယ်။ "तू ဟာမင်းခနာကိုတွေကနေဘယ်ချိန်ထွက်လာလဲတုပ်ပေါ့။ငါတကူကိုစားတော့မယ့်ချိန်ဆိုသူထွက်လာပြီးတော့ငါ့ကိုဝါတာမကောင်းဆိုတာကြီးပြောတယ်။နောက်တော့ဝိကြခိုင်းနေဟ။ဟမ်။ဒါဆိုနင်ကသူပြောလို့ဝိကြတာပေါ့ဟုတ်လား။ဟုတ်တယ်။နင်စဉ်းစားကြည့်ဟာငါတကူကိုစားမယ့်ချိန်တိုင်းပေါ်ပေါ်လာနေရအောင်။အဲ့တော့ငါလည်းအာယုံနောက်တာဟု။ဒါဆိုသိကြပြီ။အဲ့နဲ့ဆိုတော့မင်းစိတ်ကိုထိမ့်ချုပ်နေရပြီ။ ြည့်ရတာသူ့မှာအကြောင်းရင်းတစ်ခုတော့ရှိရမယ်။သူမင်းကိုကိုလုံးထွက်ပြရင်ဆိုတာလေ။တုံပေါ်လေးငပိန်စဉ်းစားမိတယ်လို့စဉ်းစားမိသွားတယ်။ဒါဆိုငါဘယ်လိုလုပ်ရမလဲ။သူ့ပေါ်လာအောင်လုပ်လိုက်။ကျန်တဲ့ကိစ္စငါတို့မင်းကိုကူညီမယ်။ကလေးနဲ့ချက်ချင်းဆိုတော့လူကြီးနတ်ဆိုးကိုခေါ်တော့မယ့်ကိစ္စဆလုပ်ကြတယ်။ဒါကြောင့်တုတ်ပေါ်ကသူမင်းမကန်ယူပြီးအခန်းထဲကိုဝင်လာတယ်လို့ ဟိုတရုတ်တွေကလည်းလိုအပ်မဲ့ခြင်းနဲ့ပစ္စည်းတွေကိုယူထားလိုက်ကြရင်အိမ်နောက်တော့တုတ်ပေါ်ကဒါဆိုငါစစားပြီနော်တုတ်ပေါ်လေးပြပြဆူဆူနဲ့စပြီးအားရပါရစားတော့တယ်အဲ့ဒီအချိန်မှာပဲနတ်ဆိုးကဝုန်းကနေဆူတယ်လို့တုတ်ပေါ်ခန္ဓာကိုယ်တွေကနေထွက်လာတယ်ဟဲ့အောင်တုတ်ပေါ်မင်းကလာဘာလုပ်နေရလဲမင်းတမင်းနေစားနေရလားအဲ့လိုပြောနေတော့ငပိန်ကအော်မင်းကိုငါတို့တကယ်ချင်းဒုက္ခလိုက်ပေးနေရဲ့နတ်ဆိုးဆိုတာ နဆိုးလဲအဲ့တော့မှသူ့နောက်ကျောင်းမှာရှိနေတဲ့ပိုးထူးတို့ကိုမြင်သွားတယ်။အော်လူဆောင်တက်ဆောင်ပါလား။ဒါကြောင့်တုပ်ပေါ်ကဒလုံစားနေရဘူး။ဟမ်ငါစကားတွေရှူရှူဝီဝီမပြောချင်းမင်းကိုထဲ့ပဲမိမှာ။မိမှာလို့ငါတို့တငယ်ချင်းကိုဒုက္ခလိုက်ပေးနေရတယ်။မိဘာလို့ကျင်းလို့လဲ။ဘာလို့ကျင်းလို့လဲဟုတ်လား။ငါတုပ်ပေါ်ကိုကောင်းစေချင်းလို့ကူညီပေးနေရကွ။ဟမ်ဟာကောင်းစေချင်းလို့ဟုတ်လား။ဟမ်ရေရရယ်နော်။ကောင်းစေချင်းလို့ကူညီတာက ညာကြီးအိတ်နေချိန်မှာအပြင်ထွက်ပြီးလေးချိန်ကလှုပ်ခိုင်းတော့ပြောတာလားကွငပိတ်စကားကြောင့်နတ်ဆိုးလဲတပွားပဲလှိနေ။အော်လက်စတဲ့တော့မင်းကမင်းငယ်ချင်းတွေကိုပြော့ပြထားတာ။အေးဒီတော့လေငါကပြောရသေးတာပေါ့။ဟုတ်တယ်။ငါသူ့စီရနေလိုချင်တာရှိလို့လှုပ်နေတာ။အဲ့ဒါပဲဖြစ်တယ်။ဒါဆိုမင်းကဘာလိုချင်တာလဲ။ငါဘာလိုချင်တာလဲဟုတ်လား။အေးမင်းတော့လေဖြေရတာပေါ့။ငါလိုချင်တာသူ့ခန္ဓာကိုယ် နှဆိုးစကားကြောင့်အားလုံးထိမ့်နေသွားကြတယ်။တုတ်ကောကဘာမင်းမင်းကငါခန္ဓာကိုလိုချင်နေဟုတ်လားဘာဘာလို့လဲဘာလို့ဆိုမိခန္ဓာကိုယ်ထဲမှာမနေချင်လို့ပေါ့ဒီမဲ့တုတ်ပေါ့မင်းကမိခန္ဓာကိုဂယုမဆိုင်ဘူးပြစ်ထားတယ်။ဒါမဲ့ငါမိခန္ဓာကိုမင်းတက်စဲစားမကဂယုဆိုင်နေတယ်။ဒါကြောင့်မိခန္ဓာငါ့ကိုပေးအဲ့ဒီရဲ့ချင်းနှကောင်းထွက်လာပြီးစကောင်းဝင်ပြောမယ်အလုံးမှာနှဆိုးကတက်ခိုင်းလက်တွေအတွက် နှကောင်တွေချက်ချင်းနဲ့တင်းလေသွားတော့တယ်။နေရတကဝင်လျှောက်ချင်တဲ့ကောင်အခုလေလာဝင်လျှောက်တာမှတ်ပလား။အဲ့လိုပြောပြီးတုပ်ပွားဘက်ကိုပြန်လေလို့မင်းလည်းကောင်မိခနာကိုပြီးမဟုတ်ရင်ဒီကောင်တို့ပဲဖြတ်သွားစီရမှာ။ဘာလို့မင်းကသူခနာကို လိုချင်ရတာလဲ။သူခနာကိုမှပိုင်ရှင်ရှိပြီးသားလေ။ပိုင်ရှင်ရှိလေ။ပိုင်ရှင်ကခန္ဓာကိုစိတ်ပြက်ပြီးစွန့်ခွာပေးမယ်ဆိုရင်ငါစောင်းဝင်လို့ရတယ်။ငါနဲ့မဖြစ်ချင်ဘူး။ငါလူဝဲဖြစ်ချင်တာ။ဟာ အဲ့လိုတွေပြောပြီးတော့တုတ်ပေါင်းစီကနေအတင်းနေခန္ဓာကိုတောင်းတော့တယ်။ပေးလေငါ့ကိုမိခန္ဓာကိုပေး။မင်းကကြီးတဲ့ဆက်ထင်းသိမ်းနိုင်မှလည်းမဟုတ်ဘူး။ငါ့ကိုသာပေးလိုက်။တုတ်ပေါင်းလည်းကြောက်လန့်ပြီးတော့အနောက်ကိုထွေးပြီးစုပ်မိသွားတယ်။ဟမ်မပေးဘူး။မပေးဘူး။မင်းသွားကွာ။အဲ့ဒီအချိန်မှာပဲငပိန်ကနတ်ဆိုးကိုအနောက်ကနေတိုက်ခဲ့တယ်။ဒါမှမဟုတ်လေနတ်ဆိုးကိုမထိခိုက်ပဲတုတ်ပေါင်းကမှထိသွားတာပါ။တုတ်ပေါင်းကလည်းနာတာနဲ့အာ လို့ဖြစ်တာလဲငါငါနဆူကိုတိုက်ခဲ့တာပါဘလို့ဖြစ်ပြီးတော့တူပေါ်ကိုတောကြည့်ရတယ်ဟာဒါကိုနဆူကဒါနဲ့ရှိရင်တော်တော်ပိန်းတာပဲငါနဲ့လီကွာတူအလူနောက်ပြီးငါနဲ့တူအတူတူပဲဆိုမှတော့ငါ့ကိုထိကန်အောင်လို့မင်းတို့တကယ်ချင်းပဲထိကန်မှာပေါ့ကွာအဲ့လိုပြောပြီးတူပေါ်ကိုခန္ဓာကိုယ်ပေးဖို့ထက်ချင်းကြောင်နေပြန်နေအဲ့ဒီချိန်မီဝိုင်းကဟဲ့တော့ပေါ့ရော့ဒီစေပတီကိုနှစ်ကောင်မှဆော့လိုက်ဒါဆို ဒီနေဆိုနေကိုတိုက်ခတ်လို့မရတော့ဘူးဟာအဲ့လိုနဲ့သူယူလာတဲ့စေပတီကိုတုပ်ပေါ်ကိုလှမ်းပေးလိုက်တယ်ဒါကိုတုပ်ပေါ်ကလှမ်းဖက်မယ်လို့မှနေဆိုကမိဝိုင်းကိုတိုက်ခိုက်တာဆိုတော့စေပတီလည်းအောက်ကိုပြုတ်ကျသွားတော့တယ်အလကားဝင်ရှုပ်တဲ့အဖြက်သမားကြီးမင်းတို့ရင်ရှဲမှာပြီးမှဒီကောင်တုပ်ပေါ်ကိုဆက်ရှင်မယ်အဲ့ဒီအချိန်မှာပဲတုပ်ပေါ်ကကြာနေတဲ့စေပတီကိုပိုင်လိုက်တယ်မင်းငါတငယ်ချင်းတွေကိုရှံပြုတ်နေရရက်လိုက်တော့ မင်းလုံကောင်ကငါ့ကိုအမိတ်လာပေးရတယ်မို့ဟုတ်လားအဲ့လိုပြောပြီးလှည့်ကြည့်မှာတော်ဘုံကစေပတီးကိုသူ့လက်မင်းမှာကောက်ဆွလိုက်တယ်အဲ့ဒီချိန်မှာပဲနတ်ဆိုးကိုတခုလုံးမီးတွေထွက်လာပြီးတော့အာပူတယ်ပူတယ်ဖြတ်လိုက်ပါတော့ဒါမှမလဲတော်ဘုံကမရက်ပဲစုံမြင့်စွတ်ထားတာဆိုတော့နောက်ဆုံးမှာတော့နတ်ဆိုးခန္ဓာကိုတခုလုံးနောက်ကျန်းသွားပြီအဲ့ဒီတော့မှတော်ဘုံလည်းသပြင်းချနိုင်သွားတယ်ဟောတော်သေးတာပေါ့ကွာတော်သေးတာပေါ့ လလုံးနဲ့တုံပေါ်တရားပိုသူတို့အကူအညီနဲ့နတ်ဆိုးကိုမောင်းထုတ်နိုင်သွားတယ်။နောက်တည့်ရက်မှာတော့တုံပေါ်တရားအရင်ကလိုပဲသူစားကျင်တာစားလို့ရတော့မယ့်ဘဝကိုပြန်ရောက်ရှိသွားတော့တာပါ။စားမစားမဘာကြီးကောင်စားပြမ။အဲ့ဒီရဲ့ချင်းသူနဲ့တူရှိနေပိုသူပါ။ဒီလိုမှတုံပေါ်စင်ကစားစားဒီနေ့မင်းစားတာမှန်တယ်များငါတို့ရှင်မဒီနေ့ကတော့တုံပေါ်အစားကျမဲ့နေ့ပဲဟိ မစားနိုင်လို့ကတော့နောင်နှရမယ်เนาะတုပ်ပေါ့အစားသောက်နေပတ်သက်ရင်တုပ်ပေါ့ကိုစိန်လာမခေါ်နဲ့เนาะတိမ်မောတိလိုက်စားမှာကွာတုပ်ပေါ့စကားကြောင်းအလုံးဝိုင်းရင်လိုက်ကြတယ်ဒီလိုနေဖိုးထူးတို့တတီတုပ်ပေါ့ကိုဘဝမှန်ပြောင်းလာလို့ဆိုပြီးမုတ်တွေတဝကြီးကျွေးပြစ်ခဲ့ကြတယ်